ကမ္ဘာရွှေဈေးတွေတက်နေပြီးတော့ဒေါ်လာငွေဈေးနဲ့ထိုင်းဘတ်ငွေဈေးအနည်းငယ်တက်ပါတယ်မြန်မာငွေဈေးအနည်းငယ်ပြန်ကျနေပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က73ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းဆန်တော်ချိန်ညနေ9:00ထိုးနေပါပြီကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3420နဲ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်မှာဈေးနှုန်းတည်ရှိနေပါတယ် ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4560ဆိုင်ကလက်ခံတဲ့ဈေးက4480ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ9235ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3460ဆိုင်ကလက်ခံတဲ့ဈေးက3400တရုတ်ငွေဒူယံကိုမြန်မာကျပ်ငွေ630အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2935ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချက်ယူမာတွေကဘန်ငွေ925ဘတ်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘန်ငွေ930ဂျပန်ငွေ3220တိတသမား 3.64ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ66.61ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3969.23ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1860.65ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလှုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပေးမှာပဲ။ငွေလဲလဲလှုပ်ချပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေအကင်းလို့ပြင်ရှင်းနိုင်ကြပါစေ။